အောင်မြင်ခြင်းရဲ့နောက်ခံအကြောင်းတရားလေးတစ်ခုပြောပြမယ်။ရလား?ရပါ။အခုကျွန်တော်ကဗာကျုပ်ဆရာတော်ဖရာကြီးတို့တက္ကသိုလ်ပညာဘူမိတက္ကသိုလ်ကကျင်းပတဲ့သုတ္တရမ level 1ပေါ့နော်။မနေ့ကဝင်ဖြီးခဲ့ရတော့ကျွန်တော်ဒီဗုဒ္ဓဆာပေလေးလေးလေ့လာဖြစ်တယ်။အဲ့ဒီထဲမှာကျွန်တော်တို့လောကီကြည်ပွားရေးမြတ်စွာဘုရားခေါ်ထားတာရှိတယ်။အဲ့ထဲမှာဗာလဲဆိုတော့ဥဋ္ဌာဏတံ္ဗရာတဲ့။ဥဋ္ဌာဏတံ္ဗရာဆိုတာတက်တက်ကြွကြွအလုံးလောရမယ်လေ။ကျွန်တော်တို့အရင်တော့ကတော့ပြောတယ်ပေါ့။ဗာလိလိုတော့မပြောတတ်ဘူးပေါ့ဗျာ။အရင်တော့ဘယ်လိုပြောလဲဆိုတော့အင်္ဂလိပ်စာသင်တော်ကလည်းပဲကျွန်တော်ကဒီစကားလုံးလေးကိုပြောတယ်ပေါ့။ active ACTMV active ရှိရမယ် active ဆိုတာအခုကျွန်တော်တို့ဒီဗောဓဆာပီလီလိလာကကြတော့ဥဋ္ဌာဏတံ္ဗရာတဲ့ဥဋ္ဌာဏတံ္ဗရာဆိုတာတက်တက်ကြွကြွအလုံးလောက်ရမယ်အဲ့တော့ဒါအရေးကြီးဆုံးပေါ့လေကြောက်ဝိုင်းထဲမှာညင်းနေတဲ့သူတွေညင်းညူနေတဲ့သူတွေညာစွာရှိတယ်အာမလွယ်ပါဘူးအပြောကတော့လွယ်ပါတယ်တကယ်လက်တွေ့လို့ကြည့်တော့မလွယ်ပါဘူးအာဒီလုံကြီးကခက်ပါတယ်ဆိုပြီးတော့ပေါ့အဲ့တော့ တက်တက်ကြွကြွအလုံးလုံးတာတော့ဟုတ်ပါပြီဒါပေမဲ့ဉာဏ်ပညာလည်းလိုသေးတယ်ဉာဏ်ပညာဆိုတော့အခုကျွန်တော်တို့ကြောက်နေပတ်သက်တဲ့ပညာတွေလိုသေးတာပေါ့တံပရန်၄ပါးကိုအဆုံးထိပြောရမယ်ဆိုရင်ဥထာဏတံပရာရဲ့အရခတံပရာကျွန်တော်တို့ပွဲရည်တိုက်ပြီးလို့ရှိရင်ပတ်စံနေရတယ်ဆိုရင်ပတ်စံဆုထားဖို့လည်းလိုတယ်ပေါ့ပြီးလို့ရှိရင်ကလျာဏမိတ်တတာဆိုတာအပေါင်းအသင်းမိတ်ဆွေအရန်ရေးကြည့်တာပေါ့ကျွန်တော်တို့အများတန်းပြောနေလေးဟာလေဖရာဟောနဲ့အကြိုက်ပဲအဲကြောင့်မို့လို့လည်းတုတ်တက်တာပေါ့နောက်ဆုံးတစ်ခုကတမဇီဝိတာဆိုတော့ ဝင်ငွေနဲ့ထွက်ငွေမျှအောင်သုံးရမှာလေဝင်ငွေနဲ့ထွက်ငွေမျှအောင်သုံးရမှာဟုတ်တယ်မလားအဲ့တော့ကိုကဒီလောက်သေးကိုဒီကြောက်လောကတွေဝင်မယ်ဆိုလို့ရှိရင်တက်တက်ကြွကြွနဲ့အလုပ်လုပ်ပါပြီးရင်ကြောက်ပညာကိုလေ့လာပါအခုပြီးသွားတဲ့ထဲကတင်နန်းသားတယောက်တင်နန်းသားတယောက်ကတင်နန်းတက်မှကြောက်ဝမ်းနဲ့ရောက်ဖူးတယ်ဒါနဲ့မကသေးဘူးပွဲစပြီးတော့မှတဲ့ဘူးတာကျွန်တော်ရဲ့ကြောက်လေးကိုသူပွဲစတဲ့ဘူးတာ၄သိန်းနဲ့ ဲ့တော့သင်တန်းဆင်းပြီလို့ကျွန်တော်မမအောင်ဆိုလို့ရှိရင်နှစ်ပတ်လောက်ကဘာမှမထူသေးဘူးဘာမှမထူသေးဘူးဆိုတော့ပတ်စံလည်းမရဘူးပွဲလည်းမတက်ဘူးအဲ့တော့ကျွန်တော်ကြောက်လေးပထမအဦးဆုံးသူတက်သွားတယ်၄သိန်းနဲ့၄သိန်းနဲ့ဆိုတော့ပွဲက၂တောင်းရတယ်ဒါပထမအဦးဆုံးသူရတာအဲကနေပြီးတော့မှဆက်တိုက်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 အခုဆိုလို့ရှိရင်ပွဲအများကြီးတက်ဘူးသွားတယ်တလားမှာသူသူ့ရဲ့ဒီဝင်ဝင်နဲ့ကိုရက်တီလို့ရသွားတယ်အဲ့လိုမျိုးတင်တန်းသားတွေအများကြီးရှိတယ်လေအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဂျေးတန်လေးတင်တန်းဆက်ပြီးတော့မှ လဲပတ်နေတာပေါ့ရက်တီလို့ရတာပေါ့ဟုတ်တယ်မလားအဲ့တော့စူးစမ်းဖို့လိုတယ်ဆိုတာလေးတက်တက်ကြွကြွနဲ့အလုပ်လုပ်ဖို့လိုတယ်ဆိုတာလေးကိုကျွန်တော်ကတိုက်တွန်းချင်တယ်နော်ဒါဖရားရဲ့စကားပဲဟုတ်တယ်မလားတက်တက်ကြွကြွနဲ့အလုပ်လုပ်မယ်စူးစမ်းမယ်ကိုယ့်ရဲ့နာဂတ်ကိုကိုယုံကြည်မယ်ကញ្ញံဝရိယနဲ့စူးစမ်းမယ်ဆိုရင်မဖြစ်နိုင်စရာကိုမရှိဘူးဟုတ်တယ်မလားကြောက်သမားရဲ့ထဲမှာကိုကနောက်မှရောက်တယ်သူများထက်ပိုပြီးတော့မှစူးစမ်းလိုက်စမ်းပါသူတို့တွေကြောက်ဝိုင်းအချိန်လေးပဲလှုပ်လို့ရဆိုကိုကဝိုင်းချိန်ပြင်ပမှလည်းပဲကြောက်သွေးကြောက်ဖြတ်တွေလှုပ်လို့ရတယ်ဟုတ်တယ်မလား ကျောင်းသမားတွေအများစုကပြောရင်တော့ဘောစီတွေဖြစ်သွားတယ်။လောပန်းတွေဖြစ်သွားတဲ့အခါမှာတာမန်အသေးမွှားတွေမလုပ်တော့။ကြောက်သွေးတာတွေကြောက်ဖြတ်တာတွေတို့ကိုယ်တိုင်လှုပ်ချင်မှလှုပ်မှာ။တို့ကလောပန်းတွေဖြစ်သွားတယ်။ကိုယ်ကဝင်လိုက်အောင်လည်းအစားထိုးတို့နေရဟုတ်ဘူးလား။အဲ့တော့တို့ထက်ပို့ပြီးတော့မှအချိန်တွေပေးထားတယ်။တို့ထက်ပို့ပြီးတော့မှဝီဒီယိုစိုက်ထားတယ်ဆိုလို့ရှိရင်မဖြစ်နိုင်စရာအကြောင်းမရှိဘူး။မနေ့ကစောစောကကျွန်တော်ဗီဒီယိုလေးတို့တက်လာလို့ကျွန်တော်ရဲ့ဗီဒီယိုလေးပါ။ကျွန်တော်ကြောက်ဖြတ်နေရလေးကိုတင်ထားတာ။ညနေ ည9နာရီခွဲအထိကျွန်တော်ကြောက်ဖြတ်နေတယ်။အဲနာရီဒီမှာနာရီဒီပါရိုက်ပြထားတယ်။ဗီဒီယိုရိုက်တဲ့သူကမနက်ခင်း6နာရီပဲအခုရွှေစွန်းနေတာကျွန်တော်6နာရီစတာ။ည9နာရီခွဲအထိကြောက်ဖြတ်တော့အဲ့ဒါပြီးမှ9နာရီခွဲပြီးမှကျွန်တော်ဗီဒီယို edit တွေပါဖြတ်ပြီးတင်လုံးဆိုတော့ကျွန်တော်17နာရီလောက်ထိကျွန်တော်ညအလုပ်လုပ်တယ်မနက်ခင်း6နာရီည17နာရီမကြည့်ဝါးစရာအကြောင်းကိုမရှိဘူးမနက်ခင်း6နာရီည17နာရီအလုပ်လုပ်ဒီလုံထဲမှာပဲစိတ်အာရုံနဲ့အကုန်လုံးနှစ်ထားလိုက်တာမကြည့်ဝါးစရာအကြောင်းမရှိဘူးเนาะဒါလေးကိုဒီနေ့မနက်အားလုံးကို တိုက်တွန်းခြင်းနဲ့အလုပ်တွေလုပ်ဖို့လိုတယ်တက်တက်ကြွကြွလုပ်ဖို့လိုတယ်ဟုတ်တယ်မလားဒါဆိုရင်ချိန်တိုအတွင်းမှာအောင်မြင်တိုးတက်နိုင်တဲ့ဆိုတဲ့အကြောင်းနဲ့အားလုံးကိုမျှဝေပါတယ်အားလုံးကျေးဇူးတင်တယ်